ကလေးတယောက်ကိုနှုတ်ဆတိုက်ပုံမယ်ဆိုရင်မိခင်ကကလေးကိုချီးတဲ့ပုံစံနီးစနစ်မှန်ဖို့ကအလွန်ရည်ချီးတာတွေ့ရတယ်။အမှန်ကန်ဆုံးနှုတ်တိုက်တဲ့ပုံစံဆိုတာမရှိပါဘူး။ကလေးတယောက်ကိုနှုတ်တိုက်တော့မယ်ဆိုလို့ရှိရင်အချင်းကြီးအချင်းကပုံမှုတည်ပြီးတော့နှုတ်တိုက်တဲ့ပုံစံနဲ့မျိုးမျိုးပြောင်းလို့ရတယ်။ဒီထဲမှာတော့နှုတ်တိုက်တဲ့ပုံစံနေတာခုနှစ်မျိုးကိုပြောတော့မှာဖြစ်တယ်။လဲလျံပုံစံအနေထားနဲ့နှုတ်တိုက်နေပိုက်ခွဲပြီးတော့ကလေးမွေးပြီးတော့မှလင်းနေတဲ့အခါမှာမိရဲ့ကလေးကိုရင်ဘက်ပေါ်မှာတင်ပြီးတော့ဝိုင်းလဲမောက်တဲ့အနေထားနဲ့နှုတ်တိုက်ပြီးလို့ရတယ်။ လျာနုဆူရတာခက်တယ်ဒါမှမဟုတ်ကလျာညင်ညင်မနေဘူးငိုနေမယ်ဆိုလို့ရှိရင်တည်နေထားတဲ့ကလေးကိုစိတ်ငြိမ်ဖို့ရန်အတွက်ပိုက်ပူရပါတယ်အာတာချက်ကပါရှိလဲဆိုရင်ပိုက်ခွဲမွေထားတဲ့မိခင်တွေအနေနဲ့အနာပေါ်မှာဖိအားတိတ်မရှိတော့ဘူးနှုတ်ဒီကောင်းကိုပို့ပြီးတော့ငုံနိုင်တဲ့တခြားမလို့အမေရနာချင်မှုတွေနည်းလာမယ်အေးဖျားထိကက်မှုတွေရှိလာတဲ့တခြားမလို့အောက်ဆီတိုဆင်ဆိုတဲ့ဟော်မုန်းတွေပို့ပြီးတော့ထွက်လာမယ်တွေ့အားနဲ့ချက်တွေကကြတော့အများရှိမှမလွယ်ကူလာဘူးတက်တောင်တက်တာလဲနိုင်ဖို့ကနေရာလိုအပ်လာတယ် စန်းကျင်ဘက်လက်နဲ့ကလေးကိုပွေဖက်ပြီးတော့မှနှုတ်တိုက်တဲ့အနေထားမိခင်နှုတ်တိုက်တဲ့အခါမှာစန်းကျင်ဘက်လက်ဖြင့်ကလေးကိုပွေဖက်ပြီးတော့မှနှုတ်တိုက်တဲ့ပုံစံအနေထားအမေနှုတ်တိုက်တဲ့အခါမှာစန်းကျင်ဘက်လက်ကိုအုံပြူပြီးတော့မှကလေးကောင်းကိုကင်ထားမယ်ဥပမာညာဘက်နှုတ်အတွက်ဆိုရင်ပဲဘက်လက်ကိုအုံပြူမယ်အမေရဲ့လက်တစ်ဖက်ကကလေးရဲ့ခေါင်းကိုကောင်းကောင်းထိန်းထားပြီးတော့မှနောက်တစ်ဖက်ကကလေးနှုတ်ဝုံတဲ့ပုံစံမှန်အောင်ထိန်းပေးထားလို့ရတယ် အားသာချက်ကကြတော့မွေးစားကလေးပြီးတွေ့တင်တော်တယ်နှုတ်ဆူတဲ့ခါမှာကလေးရဲ့ခေါင်းကိုထိမ့်ပြီးထားနိုင်တယ်အားနဲ့ချက်ကကြတော့အမေတွေကကလေးကိုနှုတ်တိုက်တဲ့ခါမှာကြာကြာတ ਾਇ ရတဲ့အတွက်ကြောင့်မလို့အမေရဲ့လက်တွေညောင်းတာကိုတွေ့ရတယ်ကလေးကိုပကတ်ပုံစံပွေဖက်ပြီးတော့မှနှုတ်တိုက်တဲ့နေသားအတုံးများတဲ့နေသားတစ်ခုဖြစ်တယ်။ကလေးရောမိခင်တွေကပါတန်ရောစင်တွေပို့တူးလာတယ်၊နှုတ်တိုင်တွေတမျိုးပဲဖြစ်တယ်။ နှုတ်တိုက်တဲ့အခါမှာကလေးရဲ့ဦးကောင်းကိုအမေရဲ့တထောင်စိတ်ကိုကြားထဲမှာထည့်ထားမယ်။ကလေးကိုအမေရဲ့နှုတ်ဒီကောင်းဘက်ကိုမျက်နှာမူထားမယ်။ကလေးရဲ့ရင်ပတ်နဲ့အမေရဲ့ရင်ဘက်ကိုထိကပ်ထားမယ်။လိုအပ်လို့ရှိရင်အမေရဲ့လက်မောင်းကိုခုထားပို့ရင်အတွက်ခေါင်းကိုအသုံးပြုလို့ရပါတယ်။တခါတည်းမှာကလေးကိုပုံပုံမှာတင်ထားပြီးတော့ခေါင်းကိုတကောက်ကိုကြားထဲမှာထိမ့်ပြီးတော့လဲတိုင်နိုင်ပါပဲ။ အားသာချက်ကကြတော့နှုတ်တိုက် tension လာတဲ့အခါမှာအမိရောကလေးရောတွေ့တတံတတဖြစ်စီတယ်အခြားလူတွေရှေ့မှာလွယ်ကူဆိုတာဖုံးအုပ်ပြီးတော့မှနှုတ်တိုက်နိုင်တယ်အားနဲ့ချက်ကကြတော့မွေးစားကလေးတွေမှာဥကောင်းကိုထိန်းရတာခက်တယ်ခေါင်းမပါလို့ရှိရင် ပခုံးနေညောင်းတာကိုတွေ့ရတယ်လမန်အောင်ပုံစံဒါမှမဟုတ်ပေါ်လုံးကိုကင်ထားတဲ့ပုံစံအနေထားနဲ့နှုတ်တိုင်းမယ်အမေရိကနှုတ်တင်းနေမယ်ဒါမှမဟုတ်နှုတ်ဒီကောင်းနေနာနေမယ်ဆိုလို့ရှိရင်ဒီပုံစံအတိုင်းစံတိုက်ချလို့ရတယ် လေးကိုနှုတ်တိုက်တဲ့အခါမှာကလေးကိုလက်ချထဲမှာထားမယ်ကလေးရဲ့ကိုယ်ကလက်မောင်းနဲ့ထိန်းထားမယ်ညနာကအမေရဲ့နှုတ်ဖက်ကိုလှည့်ထားမယ်ကလေးရဲ့ခြေတွေကအမေရဲ့လက်မောင်းရဲ့အနောက်မှာထားထားမယ်မိခင်ရဲ့နောက်လက်တစ်ဖက်ကိုနှုတ်ကိုထိန်းထားပေးမယ်သူရဲ့အာသာချက်ကကြတော့ပိုက်ခွေမွေးထားတဲ့မိခင်တွေအတွက်လည်းအနာပေါ်မှာဖိအားမရှိစေဘူးနှုတ်အုံချီးနေတဲ့မိခင်တွေအတွက်လည်းသုံးဝင်တယ်အမွှားတွေကိုတိုက်တဲ့အခါမှာလည်းသုံးဝင်တယ်အာနှစ်ချက်ကတော့ကလေးချီးလာတဲ့အခါမှာအနေသားထားရတာခက်တယ်အောက်မှာကောင်းအောင်ခံမှုရန်အတွက်လိုအပ်လာမယ် အမွားလေးကိုနှုတ်တိုက်တဲ့ပုံစံနဲ့အနေထားကကြတော့ခဏလုံးပြောရတယ်လက်မောင်းအောင်နှုတ်တိုက်တဲ့အနေထားနဲ့တူတူပါပဲကလေးများကိုတယောက်တစ်ဖက်စီလက်မောင်းအောင်မှာထားပြီးတော့နှုတ်တိုက်တဲ့နီးပဲဖြစ်တယ်ပေးဆောင်ရဲ့ပုံစံနှုတ်တိုက်တဲ့အနေထားမိခင်ကတဆောင်းလေးနေပြီးတော့မှကလေးလေးမိခင်နဲ့မျက်နှချင်းဆိုင်ပေးတဆောင်းကိုလဲထားမယ်ဝမ်းချင်းကပ်ပြီးတော့မှနှုတ်တိုက်တဲ့အနေထားပဲဖြစ်တယ်အာသာချက်ကကြတော့ပိုက်ခွေမွေးတာနေမိခင်တွေတော်တတ်တာတွေနှုတ်တိုက်လို့ရှိရင်လည်းအနာယူနိုင်တယ် အနေတဲ့ချက်တိကကျတော့အိပ်ဖြိုသွားနိုင်ခြေပုံများတယ်။လင်းငူစုပုံကိုချီရှူရန်ခက်ခဲတဲ့အခြေအနေပဲဖြစ်တယ်။မမတ်ထိုင်ထားတဲ့ပုံစံအပြင်နှုတ်တိုင်မယ်ဆိုလို့ရှိရင်ကလေးကိုမိရီရဲ့ပုံပေါ်မှာ မမတ်ထိုင်ခိုင်းပြီးချိုယွေးကိုဖြောင်းဖြောင်းနေခိုင်းတာပြီးတော့နှုတ်တိုက်တယ်။နေထားပဲဖြစ်တယ်။အနာချက်ကကျတော့ကလေးတွေမှာအစာပြန်ဆန်တက်တယ်ဆိုလို့ရှိရင်ဒီနေရာပြေတုံးနိုင်တယ်။လေပင်ထိနိုင်တဲ့ချီမာတဲ့ကလေးတွေအတွက်ကတင်တော့ပါလေ။